အပိုင်း954ရဲ့အစမှာတော့ဇူရိုကဒရာဘောကလူကြီးနောက်ကိုပြေးလိုက်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းကာဝါမတ်ဆုနဲ့အော်ရီယန်ကကြံနေခဲ့ပြီးအော်ရီယန်ကတော့ကာဝါမတ်ဆုကိုပြန်တွေးရလို့ပြောနေခဲ့ပါတယ်။အဲဒီအချိန်တစ်ဖက်မှာဂိုင်ရီရဲ့လူတွေကထားလိုက်လာတာကြောင့်ကာဝါမတ်ဆုကအော်ရီယန်ကိုနောက်မှနေဖို့အတွက်ပြောလိုက်ပါတယ်။ပြီးတော့သူကဂိုင်ရိုကိုနောက်ဆုံးလက်ချက်တွေကိုတော့မလုပ်ပေးဘူးလို့ပြောလိုက်ပြီးနောက်ဆုံးလိုက်လာတဲ့သူတွေကိုတိုက်ခိုက်ပစ်လိုက်ပါတယ်။ဒါကြောင့်အားလုံးကလဲကျသွားပြီးအော်ရီယန်ကတော့ကာဝါမတ်ဆုကိုစိတ်ပူနေခဲ့တာပါ။ အဲဒီနောက်မှာတော့ကာဝါမန်ဆူကအိုရီယန်ကိုစိတ်မပူဖို့အတွက်ပြောပြီးရန်သူတွေထပ်လိုက်လာနိုင်တာကြောင့်ဒီကနေအရင်ဆုံးထွက်သွားကြရအောင်လို့ပြောလိုက်ပါတယ်။ဒါကူအိုရီယန်ကလည်းလက်ခံလိုက်တော့ကာဝါမန်ဆူကအိုရီယန်ကိုလမ်းလျှောက်ရတာခတ်မှာဆိုတာကြောင့်ပခုံးမော်ကိုတတ်ဖို့အတွက်ပြောပါတယ်။ဒါကူကျတော့အိုရီယန်ကခလေးတယောက်လိုဘားကိုပူပစ်လိုက်ပြီးသူမကခလေးမဟုတ်တော့ဘူးလေလို့ပြောလိုက်တယ်။ဒါကူကျတော့ကာဝါမန်ဆူကရီလိုက်ပြီးခလေးမဟုတ်တဲ့လူကဘားကိုပူထားရလားလို့မေးလိုက်တော့အိုရီယန်တယောက်ရှက်သွားခဲ့ပါတယ်။ အဲ့နောက်နှစ်ယောက်သားလမ်းလျှောက်လာရင်း Orion ကခါဝါမတ်စုကိုသူမသိချင်တာတွေအများကြီးပဲလို့ပြောလိုက်ပြီးဒီကိုဘာလာလောက်တာလဲလို့မေးလိုက်ပါတယ်။ဒါကိုကြတော့ခါဝါမတ်စုကသူ့အနေနဲ့ Orion ကိုလိုက်ရှာလို့မရတော့ဒီကိုတာမန်လုပ်ကိစ္စနဲ့ရောက်လာတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ပြီးတော့ခါဝါမတ်စုက Orion ကိုဒီနေရာကတန်တရားဥက္ကူတွေကို တီလာလို့မေးလိုက်တော့ Orion ကခေါင်းငိမ့်ပြလိုက်ပါတယ်။အဲ့နောက်ခါဝါမတ်စုက Orion ကိုဒီ Ringo ကလူတွေကို Shimosuki, Ushimaru အုပ်ချုပ်ခဲ့ပြီးသူ့ကိုမြေခွေးတစ်ကောင်နဲ့အမြဲတွဲပြီးတွေ့ရတတ်တယ်လို့ပြောလိုက်ပါတယ်။ ဒီဒေသကလူတွေကမွေးကလေးကဓာတ်ချောင်းစီပေးအပ်ခံထားရပြီးကြီးလာတဲ့အထိလည်းအဲ့ဒီဓာတ်ကိုထိမ့်သိမ်းဆောင်ရှောက်ကြရပါတယ်။ဒါအပြင်သူတို့တည်ဆုံတဲ့အခါမှာလည်းဓာတ်ကိုထည့်ပေးလိုက်ကြပြီးဒါနဲ့တန်စရာပအောင်လို့ပြုလုပ်ခဲ့ကြတာပါ။ဒါပေမဲ့ဒီဒေသကလည်းကိုင်ရိုရဲ့ဖျက်ဆီးခြင်းကိုခံခဲ့ရပြီးနေ့အချိန်တော်ကြာတည်ရှိနေတဲ့တင်းကြိုင်းကဓာတ်တချို့လည်းတခိုးတွေကခိုးယူဖို့ကြိုးစားခဲ့ကြပါတယ်။အဲ့ဒီနောက်ခါဝါမတ်စုကနောက်ပိုင်းဘာဖြစ်လဲဆိုတာကိုပြောပြမယ်လို့ပြောပြလိုက်တယ်။အဲဒီတော့ကအော်ရီယန်ကိုရှာမတွေ့တော့တာကြောင့်ခါဝါမတ်စုကရင်ကိုဒေသကိုရောက်လာခဲ့ပြီးသူ့ကိုယ်သူအဆုံးစီရင်မှုတွေလုပ်လိုက်ပါရီ ဒါပေမဲ့ခြေလောင်းစွာထွက်ပေါ်လာတဲ့တနတ်တန်တဲ့အတူခွေးတကောင်ရဲ့အော်တန်ချောင်းခါဝါမဆုတရအတန်ချားရောက်လိုက်လာခဲ့ပါလေ။အဲ့ဒီအချိန်ဒန်ယာဘလဘွားနဲ့မြေခွေးတကောင်ကတင်းချိုင်းကိုရောက်လာပြီးဓာခိုးတဲ့သူတွေကိုတိုက်ခိုက်ပြစ်နေခဲ့တာပါ။ဒါကြောင့်ဓာသခိုးတွေကဓာကိုထားခဲ့ပြီးထွက်ပြေးသွားခဲ့ကြပါလေ။အဲ့ဒီနောက်မှာတော့ခါဝါမဆုကရောက်လာပြီးဘာလို့သူ့ကိုအေးအေးဆေးဆေးပပီးတိခိုင်းတာလဲလို့ပြောလိုက်ပါလေ။အဲ့ဒီနောက်မှာတော့ခါဝါမဆုကမြေခွေးကရှီမိုဆူကီ၊ဥရှီမာရီရဲ့မြေခွေး၊အိုနီမာရူဖြစ်တယ်ဆိုတာကိုသိသွားပြီးတော့သူကနှုတ်ဆက်လိုက်ပါလေ။ ပြီးတော့သူကတင်းချိုင်းကိုကြည့်ပြီးအိုနီမာရူကိုဒါရီအလုံးကိုမင်းတယောက်တည်းစောင်းရှောက်နေရလားလို့မေးလိုက်ပြီးအိုနီမာရူတယောက်ဒဏ်ရာရထားတာကိုတွေ့လိုက်ရပါတယ်။အိမ်နောက်မှာတော့အိုနီမာရူကလည်းကြာသွားပြီးတော့ခါဝါမတ်ဆုကသူ့ကိုကုသပေးလိုက်ပြီးခဏကြာတော့အိုနီမာရူကသတိရလာတော့ခါဝါမတ်ဆုကသူ့ကိုတိုးပူးချော်တွေကြွေးခဲ့ပါတယ်။ခါဝါမတ်ဆုကလည်းဘိုက်စာနေရကိုသိတော့အိုနီမာရူကမစားခဲ့ပါဘူး။ဒါပေမဲ့ခါဝါမတ်ဆုကသူကဘိုက်မကောင်းလို့ပါလို့ပြောလိုက်ပြီးအိုနီမာရူကိုစားဖို့အတွက်ပြောလိုက်ပါတယ်။ဒါကြောင့်အိုနီမာရူကတိုးပူးချော်ကိုယူစားပြီးသူကခြေနဲ့သွားခဲ့ကာ ။အဲဒီနောက်မှာတော့အိုနီမာရူတယောက်အိပ်ပျော်သွားခဲ့ပါတယ်။ပြီးတော့အတန်ဒီကြောင့်ပြန်လည်နိုးလာခဲ့ပြီးသွားကြည့်လိုက်တဲ့အခါမှာတော့အုတ်ဂူတွေကိုသူကဓာရီကိုယူနေတဲ့ခါဝါမက်ဆူကိုတွေ့လိုက်ရတော့သူကစိတ်ဆိုးသွားပါတယ်။ဒါပေါ်မြင်တော့ခါဝါမက်ဆူကအိုနီမာရူကိုမင်းမလို့ထင်လဲဆိုတာကိုသိပေမဲ့သူ့အနေနဲ့ဒါကိုလုပ်ရမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အိုနီမာရူကသူ့ကိုကိုက်လိုက်တာကြောင့်ခါဝါမက်ဆူကသူ့ကိုဖယ်ပြစ်လိုက်ပါတယ်။ပြီးတော့ခါဝါမက်ဆူကအိုနီမာရူကိုတိုကီယိုစကားတွေကိုပြောပြခဲ့ပါတယ်။အဲဒီတော့ကတိုကီကသူ့အနေနဲ့ကြံနေခဲ့မယ်လို့ပြောလိုက်ပြီးဂင်းအမွန်တို့ကိုအနာဂတ်ကိုသွားဖို့အတွက်ပြောလိုက်ပါတယ်။ ။ဒါကိုကြားတော့ခါဝါမတ်ဆူကသူမကိုကာကွယ်ပေးမယ်လို့ပြောလိုက်ပေမယ့်မရခဲ့ဘူး။နောက်တော့ခါဝါမတ်ဆူကအိုနီမာရုကိုဂိုက်ဒိုနဲ့ဝါနိုဒေတာကြောင့်ဆစ်ပွဲကမပြီးသေးဘူးလို့ပြောလိုက်ပြီးဒီကနေ73ရက်ကြာရင်ဆစ်ပွဲကြီးဖြစ်လိမ့်မယ်လို့ပြောလိုက်ပါရီ။အဲ့ဒီခါကြားလို့ရှိရင်တန်းချီတဲ့ဓာတ်တွေလိုအပ်လာလိမ့်မယ်လို့ပြောလိုက်ပြီးဒီဓာတ်တွေကအားယူဖို့စောသေးတယ်လို့ပြောလိုက်ပါရီ။တကယ်စစ်ပွဲမှာတော့တည်ဆုံသူတွေရဲ့ဓာတ်ကိုကိုက်ပြီးတိုက်ခိုက်ကြသေးတာပဲလို့ပြောကောင်းသူကအုတ်ကူကိုစားဖောက်နေရကြအောင်အိုနီမာရုကထပ်ပြီးကိုက်လိုက်ပါတယ်ဒါပေမဲ့ခါဝါမတ်ဆူကတော့ဒီဓာတ်တွေကို တခိုးရီလက်ထဲကိုအရောက်မခံနိုင်ဘူးလို့ပြောလိုက်ပြီးအဲ့ဒီအစား तू ကစုပြီးပဲတင်ထားမယ်လို့ပြောလိုက်ပါရီဒါကသူ့ရဲ့တာဝန်ပဲဆိုပြီးပြောလိုက်ပြီးအိုနီမာရုကိုလည်းဘိုက်စာနေရင်သူ့ရဲ့လက်မောင်းတစ်ခုလုံးကိုသာယူသွားဖို့အတွက်ပြောလိုက်ပါရီပြီးတော့ तू ကဝန်းနေစွာငုံနေတာကြောင့်အိုနီမာရုကသူ့ရဲ့သခင်ကိုမြင်အောင်ပြီးကြိုက်နေတာကိုလှုပ်ပေးလိုက်ပါရီဒါကြောင့်ခါဝါမတ်စုကအံ့ဩသွားပြီးနားလေသွားတာလားလို့မိလိုက်ပါရီနောက်ရမှာတော့အိုနီမာရုကခါဝါမတ်စုကိုကူပြီးဓာရီကိုတူးပေးခဲ့ပါရီသူတို့ကဒီလိုနဲ့အုပ်ကူတွေကိုစောင်းရှောက်ပေးရင်ဓာရီကိုစုခဲ့ပါရီ အချိန်တော်ကြာရဲတော်ကြာဆူပြီးတဲ့နောက်မှာတော့သူတို့ရဲ့အိမ်လေးကဓာရီနဲ့ပြေးသွားခဲ့ပါတော့တယ်။ဒါကိုမြင်တော့ခါဝါမတ်ဆူကဒီတိုင်းဆိုရင်အိတ်လို့ရတော့မှာမဟုတ်ဘူးလို့ပြောလိုက်ပြီးဓာရီကိုတွင်တစ်ခုတူကမြှုပ်ထားဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။တွင်တို့နေရင်သူတို့ကဘိုက်တွေစာနေခဲ့ပြီးခါဝါမတ်ဆူကဓာတစ်ချောင်း200လောက်ရောင်းလိုက်လို့ရှိရင်ဈေးဝယ်လို့ရအောင်မယ်လို့ပြောလိုက်တော့အိုနီမာရုကသူ့ကိုမှန်ဖိနေပါတယ်။ဒါကိုကြတော့ခါဝါမတ်ဆူကစတာပါလို့ပြောလိုက်ပြီးနောက်တော့ခါဝါမတ်ဆူကဈေးကိုသွားကတိုးဘူးကျော်တွေကိုခိုးယူခဲ့တာပါ။ သူကမျိုးကလူတွေကိုဒီအတွက်ဒီလိုတောင်းပန်လိုက်ပြီးနေရာကိုပြန်လာခဲ့ကအိုနီမာရုကိုစားစရာနည်းနည်းရလာတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့မင်းကြိုက်တဲ့တိုဘူးကျော်လေးလို့ပြောလိုက်တော့အိုနီမာရုကပြောသွားပါတယ်။ဒါကိုကြည့်ကခါဝါမန်းဆုကလည်းသဘောကျနေခဲ့တာပါ။အဲဒီနောက်မှာတော့ဘွန်ဂိုရုကဒါရီကိုခိုးဖို့အတွက်လှုပ်ခဲ့ကြပါတယ်။ဘွန်ဂိုကတော့သူ့အနေနဲ့တည်တည်ချာချာကိုစုံစမ်းထားပြီးပြီးတော့ပြောလိုက်ပြီးဒီတန်တရာတင်းချိုင်းကသူတို့အတွက်ရတနာတိုက်ပဲလို့ပြောလိုက်ပါတယ်။သူတို့ကဒီနေရာကဓာတင်ညာကြီးဖြစ်နေရလို့ပြောလိုက်ပြီးဒီကပတ်စံနေရနိုင်တယ်လို့လည်းပြောလိုက်ပါတယ်။အဲဒီနောက်ဘုံကူက ဘုံကိုတို့ကိုရင်းကိုစီကိုခေါ်သွားခိုင်းခဲ့ပါတယ်။ဒါပေမဲ့သူတို့ကတရားမှစောင့်နေတဲ့ခါဝါမတ်စုကိုမြင်သွားပြီးမင်းတို့ကဘယ်သူတွေလဲလို့မေးလိုက်ပါတယ်။ဒါကိုကြားတော့ခါဝါမတ်စုကသူတို့ကရင်းကိုဘန်ဒီဘရစ်ပဲလို့ပြောလိုက်ပါတယ်။ပြီးတော့သူတို့ကဓာရီကိုယူဖို့အတွက်စ조사နေတဲ့ဘုံကိုတို့ကိုတိုက်ခိုက်ပစ်လိုက်တယ်။ဒါကြောင့်ဘုံကိုတို့ကကြောက်လန့်စွာထွက်ပြေးခဲ့ကြပါတယ်။ဒါအပြင်သူတို့ရဲ့ဓာရီကပါကျန်နေခဲ့သေးတာကြောင့်ခါဝါမတ်စုကပြောသွားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ခါဝါမတ်စုကဓာရီကိုဆက်စုပြီးတရက်မျိုးရဲကိုသူကသွားခဲ့ပြီးတော့အကြောင်းတစ်ခုကြောင့်ပြန်မလာနိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။ အဲဒါကြောင့်သူကထုံးစံအတိုင်းပဲတိုးဘူးကျော်တွေကိုသွားခိုးခဲ့ပြန်ပါတယ်။ဒါပေမဲ့ခါဝါမတ်စုကဆိုင်းရှင်ရဲ့ထောင်ချောင်းစင်ဖန်းကြီးကိုခံလိုက်ရတာကြောင့်ပြန်သွားလို့မရတော့ဘဲနဲ့အပီးဖန်းခံလိုက်ရပါတယ်။ဒါကိုကြတော့ Orion ကအံ့ဩနေပြီးစက်သုံးနှစ်ကြီးအောင်ဖန်းခံခဲ့ရတာလားလို့ပြောလိုက်တယ်။ပြီးတော့အခုလေအဲ့ဒီမြေခွေးကိုတွေးဖို့အတွက်ပြန်လာလာလားလို့မိလိုက်တော့ခါဝါမတ်စုကကောင်းကျင်ပြလိုက်ပါတယ်။ဒါပေမဲ့သူကမြေခွေးလေးကသူ့ကိုစောင့်နေအောင်မဲ့လို့တော့မထင်မိဘူးလို့ပြောလိုက်ပါတယ်။သူလည်းထွက်သွားလောက်ပြီပေါ့လို့ပြောလိုက်တယ်။အဲ့ဒီချိန်ဆိုတော့လူကြီးဖွင့်ခဲ့တဲ့နေရာကိုသွားပြီးကြီးလိုက်ခါအံ့ဩနေပါတယ်။ အဲ့နောက်မှာတော့ Oriano ကရောက်လာပြီးဇိုရိုကိုလူကြီးကဘဲကိုရောက်သွားပြီလေလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဇိုရိုကမတည်ဘူးလို့ပြောလိုက်ပြီးဒီတကားကိုဖွင့်ပြီးထွက်သွားတာပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ကာဝါမတ်ဆူကသူဘာတွေတွေးနေရလဲလို့ပြောလိုက်ပြီးဒီနေရာကငါတို့ရဲ့မြေအောက်လမ်းကိုဝင်နေနေရပဲလို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ကာဝါမတ်ဆူကကင်းရမုံကိုဖုံးစားလိုက်တဲ့အခါမှာတော့ကင်းရမုံကလည်းသူ့ကိုကာဝါမတ်ဆူလာလို့မေးလိုက်ပြီးအသက်ရှင်နေသေးတာကိုဝမ်းသာကြောင်းပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ကာဝါမတ်ဆူကကင်းရမုံကိုသူတို့တွေဦးရုံကိုတင်လိုက်တာကိုသိတယ်မလားလို့မေးလိုက်ပါတယ်။ ဒါကိုကြားတော့ကင်းရမုံကရိုက်ဆိုကပြောပြကြောင်းပြောပြလိုက်ပြီးစစ်သားတွေများကြီးရှိတဲ့အတွက်လူဗီတို့ကိုကျေးဇူးတင်ရမယ်လို့ပြောလိုက်ပါရီဒါကိုကြားတော့ခါဝါမတ်ဆူကမင်းမဓာရီလုံလုံလောက်လောက်မရှိဘူးမလားလို့မေးလိုက်တော့ကင်းရမုံကခေါင်းငိမ့်ပြလိုက်ပြီးအဲဒီကိစ္စအတွက်သူတို့လည်းခေါင်းရှုံနေရလို့ပြောလိုက်ပါရီပြီးတော့ကင်းရမုံကအိုရိုချီကိုဒေါသထွက်နေခဲ့ပြီးသူကအိုရိုချီကသူတို့ရဲ့ဓာရီအားလုံးကိုယူထားတာနှစ်20တောင်ရှိနေပြီလို့ပြောလိုက်ပါရီ ဒါကိုကြတော့ကာဝါမတ်စုကအကင်းရမုံကိုမိမဆက်သားတွေထောင်းချီရှိပြီးရင်တော့အဲ့ဒီအတွက်လုံလောက်တဲ့ဓာရီကိုသူကပေးမယ်လို့ပြောလိုက်ပြီးကင်းရမုံတရားဝမ်းသာသွားခဲ့တာတကယ်လားလို့ပြောလိုက်ပါရီဒါကြောင့်ကာဝါမတ်စုကသူ့ကိုသူပြောတဲ့နေရာကိုလာခဲ့ဖို့အတွက်ပြောလိုက်ပါရီအဲ့နောက်မှာတော့ကင်းရမုံကသူ့လူတွေကိုလွတ်လိုက်မယ်လို့ပြောလိုက်ပါရီအဲ့နောက်မှာတော့ကာဝါမတ်စုကဓာရီကိုအကန့်အသတ်နဲ့တင်ထားတာကိုကြည့်ပြီးအိုနီမာရီလိုမျိုးကြီးကဘယ်လိုလုပ်နိုင်မှာလဲဆိုပြီးစဉ်းစားနေပါရီ အဲ့ဒီအချိန်ပြင်မန်းမှာတော့ဒဏ်ရာရနေတဲ့လူကြီးကပြောနေခဲ့ပြီးခါဝါမဆုကိုသူ့ရဲ့တာဝန်ကိုတန်းဆောင်ပေးပြီလို့ပြောလိုက်ပြီးကံကောင်းပါစေလို့ပြောကာသူကမြေခွေးဖြစ်ပြန်လဲပြောင်းလဲသွားလိုက်ကာထွက်သွားခဲ့ပါတယ်။တကယ်တော့လူကြီးကအိုနီမာရုဖြစ်နေခဲ့တာပါ။သူကအချိန်ကြာကြီးခါဝါမဆုကိုဆောင်းရင်ဓာရီကိုစုဆောင်းပေးနေတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဇိုရိုကအိုရီယန်ကိုကြည့်ရတာဆာမူရိုင်းတွေအတွက်ဓာရီရဲ့လုံလောက်ရသွားပုံပဲလို့ပြောလိုက်ပါတယ်။အဲ့တော့ဇိုရိုကအခုကြံတော့တာဆိုလို့သူ့ရဲ့ဓာတ်ကိုပြန်ယူပွဲလို့ဆိုလိုက်ပြီးအဲ့ဒီတယောက်ဘဲကိုသွားတာလဲလို့မင်းနေခဲ့ပါတယ်။ဒါကိုကြတော့အိုရီယန်ကဇိုရိုကို ရှူစီဒါဆိုရင်တော့ဒီနေရာမှာပဲထားခဲ့ဖို့ပြောလိုက်တော့ဇိုရိုကအဲ့ဒါကသူ့ရဲ့ဓာတ်လို့ပြောလိုက်ပါရီဒါကိုကြတော့အိုရီယန်ကဇိုရိုကိုသူမအနေနဲ့အစားပြန်မိမယ်လို့ပြောလိုက်တယ်။သူမကဇိုရိုကိုသူမဖေးကင်ခဲ့တဲ့ကိုင်ဒိုကိုတန်ရာရစီခဲ့တဲ့ဒါကိုဇိုရိုကိုပေးမယ်လို့ပြောလိုက်ပါရီဒါကိုကြတော့ဇိုရိုရဲ့မျက်လုံးတွေကအယောင်တောက်လာပြီးကိုင်ဒိုကိုတော့တန်ရာရစီနိုင်တာလားလို့မေးလိုက်ကဇလန်နီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပါရီအပိုင်း955ရဲ့အဆောင်မှာတော့ ဟီယိုရီကဇိုရိုကိုတကယ်လို့ရှင်သားသာရှိဆွေဖြစ်နေမယ်ဆိုရင်လန်နိုဝါနိုကိုပြန်ပြီးလိုက်ပါဆိုပြီးပြောနေပါတယ်။ဇိုရိုကတော့ရှူဆွေကသူ့ရဲ့ဓာဝဆိုပြီးညင်းနေခဲ့ပါတယ်။အိုရီယန်ကဇိုရိုကိုတကယ်လို့သာဇိုရိုအနေနဲ့တိုင်းမီရဲ့ဖိုးတန်ရတနာတစ်ခုဖြစ်တဲ့ရှူဆွေကသာပြန်ပြီးခဲ့မယ်ဆိုရင်ဒီထက်အဖိုးတန်နဲ့အစားထိုးဓာတ်တက်လက်ပေးပါမယ်ဆိုပြီးကန်လန်လိုက်ပါတယ်။ဒါရဲ့နာမည်ကတော့အမ်မာလို့အမည်ရတာဖြစ်ပြီးသူမအဖေအိုရန်ကိုတိုင်သူမကိုအမွေပေးရခဲ့တဲ့အရာဖြစ်ကြောင်းရှင်းပြပါပါတယ်။နောက်ပြီးအဲ့ဒီဓာတ်ကဂိုက်ဒိုလိုမျိုးလူကိုတော့မှဒဏ်ရာရစေခဲ့တဲ့တခုရီးသောလက်နက်ပဲလို့ဆိုပါတယ်။ ဘီလန်ဂရီတယောက်ဖြစ်တဲ့ဂိုက်ဒိုကိုခုတ်လို့ရမယ်တားဆိုတော့ဇိုရိုလည်းစိတ်ဝင်စားသွားပါလိမ့်။ခါဘာမဆူကတော့ယူရီကိုအဖေဖြစ်သူအမွေပေးခဲ့တဲ့ဓာတ်ကိုသူများလက်ထဲကိုမထည့်ဖို့အတွက်လှမ်းသတိပေးနေခဲ့တာပါ။ယူရီကဇိုရိုကိုသူမရဲ့အဖေဖြစ်သူအိုရန်ကဒူဖူဆွတ်စတိုင်ကိုစတင်အသုံးပြုခဲ့တဲ့ဆာမူရိုင်းတယောက်ဖြစ်ပြီးအိုရိုချီဆိုတဲ့မဟာလာရဲ့အသက်တာမခံရခင်အချိန်ဒီအတော်လေးကိုထင်ရှားခဲ့တဲ့သူလို့ဆိုပါရစေ။ဒါပြင်သူမရဲ့အကိုမုံမုံနဲ့သူမကိုလေအိုရန်ကသူ့ရဲ့လက်ဆွဲတော်ဒါဒလက်တချောင်းစီကိုအမွေဖြစ်ပေးခဲ့ကြောင်းရှင်းပြလိုက်ပါရီ မိုမိုပိုင်ဆိုင်တဲ့ဓာတ်နာမည်ကတော့အာမေနိုဟာရာကီရီလို့အမည်ရပြီးသူမပိုင်ဆိုင်တဲ့ဓာတ်အမည်ကတော့အမ်မာလို့အမည်ရတယ်လို့ဆိုပါရီဓာတ်နှောင်းလုံးကိုဝါနိုတိုင်းပြည်ရဲ့နာမည်ကြီးဆုံးဗဘဲဆရာတယောက်ကပြုတ်လုခဲ့တာဖြစ်ပြီးတကယ်ကိုကောင်းမွန်တဲ့ဓာတ်တွေပဲလို့သူမကပြောနေခဲ့တာပါဒါကိုကြတော့ခါဝါမတ်စုကအဲ့လိုဆိုရင်ပို့ပြီးတော့မှသူများကိုပေးလို့မဖြစ်ဘူးလေဆိုပြီးထားအောင်ပါတော့တယ်။နောက်ပြီးသူကဇိုရိုကိုကြည့်လိုက်ကဒီကောင်ရဲ့ပုံစံကအတော်လေးကိုတန်တရားဖြစ်စရာကောင်းတဲ့လူတရားရဲ့ပုံစံနဲ့ပေါက်နေရလို့ဆိုပါရီး။ ဟီယိုရီကတော့ကာဝါမတ်စုကိုစိတ်ပူပေးခဲ့တာကိုကျေးဇူးတင်မိပါမယ်။သူမရဲ့တက်ကိုကဲတင်ပေးခဲ့တဲ့သူကိုအဲ့လောက်ကြီးမပြောဖို့အတွက်သတိပေးနေပါလိမ့်။နောက်ပြီးရှူဆူရီကဘလိုလုပ်ပြီးသူ့လက်ထဲကိုရောက်နေတာမှန်ဇိုရိုကိုယ်တိုင်တော့မသိတာပဲလို့ဆိုလိုက်ပါလိမ့်။အဲ့ဒီအချိန်ဇိုရိုကသူ့ရဲ့ထင်မြင်ချက်အရဆိုရင်မိုရီယာဆိုတဲ့ကောင်ကခိုးလာတယ်ထင်ပြီးပြန်ပြောလိုက်ပါလိမ့်။အဲ့ဒီတော့မှဟီယိုရီကအချိန်ဒီတစ်ခုကိုနားလေသဘောပေါက်သွားခဲ့ကအဲ့ဒီတော့အခုခံရတော့ကဆိုရင်တနိုင်ငံလုံးကလူတွေတော်တော်လေးကိုစိတ်တက်ကြကုန်ကြတယ်လို့ဆိုပါလိမ့်။ဒါကြောင့်မေရှူဆူရီကိုသူမတို့အနေနဲ့ပြန်လိုချင်နေခဲ့တာဆိုပြီးပြောလိုက်ပါလိမ့်။ ။ဇကာရဲ့အဆုံးမှာတော့ဇိုရိုကရှူဆူယီကိုပြန်ပေးတဲ့အနေနဲ့ကိစ္စတွေအားလုံးပြီးသွားရင်ရူမာရဲ့အုပ်စုစီကိုသူ့ကိုအလဲခေါ်သွားပေးရမယ်လို့ပြောလိုက်ပါရီ။နောက်တစ်ခါမှာတော့ဘန်မြူရဲ့တန်နီယာကထောင်တွင်တစ်ခုမှာအခြေအနေကိုပြသထားပါရီ။နောက်ပြီးအဲ့ဒီထောင်မှာဆိုရင်အိုရိုချီကိုပုံကံမယ်လို့တန်တရားရှိတဲ့သူမှန်သမျှကိုဖမ်းဆီးထားတဲ့နေရာပါ။အဲ့ဒီချိန်ထောင်သားတယောက်ကလက်ကန်းစားဆောင်တွေကရာဇွေတယောက်အပြောင်ပြက်နေနဲ့လှုပ်သွားတာဆိုပြီးအချုပ်ခန်းလေးကနေလမ်းဝပါတယ် ်နောက်ပြီးလားပုံစံတက်တူကလည်းဒီနိုင်ငံမှာအတော်လေးခေတ်စားနေတဲ့ဒီဇိုင်းဖြစ်တာမို့ဘာရီအလောက်တောင်ကြောက်နေရတာလဲဆိုပြီးမိပါရီအစိုးဆုံးကတော့သူတို့ကိုအခုလိုမျိုးလူပုံလေးမှာထောင်းချပြီးဒလိစံတကောင်လိုပြစားတော့ကအတော်လေးကိုဆိုးရွားတဲ့လုပ်ရပဲဆိုပြီးပေါက်ကွဲနေပါရီအဲ့ဒီအချိန်ထောင်းနေတဲ့တန်နီယာမှာတော့ခန္ဓာကိုယ်တစ်ပိုင်းပြက်နေတဲ့ဟော့ကင်းကိုတွေ့ရှိရမှာဖြစ်ပြီးသူနဲ့အတူလောကလည်းရှိနေပါရီလောကဟော့ကင်းကိုမဟာမိတ်ဖွဲ့ထားတဲ့မင်းရဲ့ကင်းတဲ့အာပူစရဲကောင်ကရောဘယ်မှာလဲဆိုပြီးမင်းနေခဲ့ပါရီ ဟော့ကင်းကတော့သူ့အနေနဲ့ထောင်ချောက်ဆင်ခံရရတာဖြစ်ပြီးအာဘူဆိုတဲ့ကောင်ကလည်းကိုင်ရီရဲ့လောက်ငယ်သားတယောက်ဖြစ်နေမှသူကိုယ်တိုင်တော့မသိခဲ့ဘူးလို့ဆိုပါတယ်အဲဒီနောက်မှာတော့ဟော့ကင်းကပြုတ်ကျနေတဲ့သူ့ရဲ့ဒါရော့ကက်တွေကိုကြည့်လိုက်ရင်အဲဒီတော့ကိုင်ရီကိုနိုင်ယူနိုင်မဲ့ယာကိုင်တုံးကအရန်ကိုနဲပါနေခဲ့တာကြောင့်အခုလိုမျိုးလောက်ခံတယောက်ဖြစ်နေတဲ့တိမ်သွင်းခံရရတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ကင်းနဲ့ကီလာကတော့လုံးဝကိုအရှုံးမပေးဘဲဆက်တိုက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးနောက်ဆုံးမှာတော့ရှုံးနေသွားခဲ့ရတယ်လို့ဆိုပါတယ် နောက်ပြီးသူရဲ့ထင်မြင်ချက်အရဆိုရင်ကိကအတော်လီကိုခေါင်းမာတဲ့သူတယောက်ဖြစ်တာကြောင့်ဂိုက်ဒိုကအခုချိန်လောက်ဆိုတက်ပြစ်လောက်ပြီးထင်နေဆိုပြီးပြောနေခဲ့ပါတယ်။ဒါအပြင်ဘီလန်အေဂရီ၄ပါးစလုံးရဲ့ရည်ရွယ်ချက်တွေကတယောက်တစ်မျိုးစီဖြစ်နေခဲ့တဲ့အတွက်သူတို့လိုပုံမှန်ရမျှတွေအနေနဲ့မရှင်နိုင်တဲ့ level တစ်ခုမှရှိနေပြီလို့ဆိုလိုက်ပါတယ်။ဒါကိုဒေါသထွက်သွားတဲ့လော်ကဟော့ကင်းကိုချက်ချင်းပဲသူရဲ့ဓာတ်နဲ့စမုံတုံးမိလိုက်ပြီးအချုပ်ခန်းထဲကနေထွက်လာခဲ့ပါတယ်။အဲ့နောက်မှာတော့သူကတစ်ဖက်မှာရှိတဲ့အမောင်နှင်းကလူတယောက်ကိုလှမ်းစကားပြောနေခဲ့ကဖမ်းချင်အခုလာဖမ်းလို့ရပြီဆိုပြီးစိန်ခေါ်လိုက်ပါတယ်။ နောက်တစ်ခါမှတော့လူဖီကတမ်မနီနေရန်ကြီးကိုအဆက်မပြတ်ထိုးနှံနေခဲ့ကအနားမှာရှိတဲ့ယူဂရူကလည်းအဲ့တော့ကဂိုင်ဒိုရဲ့ရေကုန်ပဲကွာဆိုပြီးပြောနေပါရီအဲ့ဒီအချိန်လူဖီရဲ့အုံနောက်ထဲမှာတော့ဂိုင်ဒိုနဲ့တိုက်ခိုက်နေချိန်ကသူ့ကိုအစောပလော်တီးခံလာရတဲ့အချိန်တွေကိုပြန်လည်မြင်အောင်နေပါရီအဲ့ဒီနောက်မှာတော့လူဖီကသူ့ရဲ့ရှိတဲ့ထဲမှာရှိတဲ့တမ်မနီနေရန်ကြီးကိုဒေါသတကြီးနဲ့ထိုးချပြစ်လိုက်ပါရီနောက်တစ်ခါမှတော့ကင်းရမုံကနေရာအနှံ့ပြားမှာရှိတဲ့မဟာမိတ်တွေကိုလမ်းဆက်သွယ်နေခဲ့ပြီးလက်ကန်းဆောင်ဆောင်နှင်းမှာပါရီတင်ဂီတာပုံမှာအပြောင်းလဲတစ်ခုဖြစ်ပေါ်လာကြောင်းသိပေးနေခဲ့ပါရီဟာဘူးစနိတ်ရဲ့ဘိုင်နာမှာ လိုင်းနှစ်ချောင်းထိလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါကရာစုရဲ့အမှားစာလို့အဓိပ္ပာယ်ရအောင်ရှင်းပြပါရည်။နာမီကတော့အဲ့ဒီပြောင်းသွားတဲ့တင်ဂီတာတွေအကြောင်းကင်းအမုံကိုမင်းမြန်နေခဲ့တာပါ။ကင်းအမုံကလည်းဒီယာရီအလုံးကိုအသေးစိတ်သိရှိဖို့အတွက်ဒိုင်းမီထဲမှာရှိတဲ့စိတ်ကန်းတွေရဲ့အမိနာမတွေကိုသိရှိထားဖို့လိုအပ်တယ်ဆိုပြီးပြန်ပြောပါရည်။နောက်ပြီးဒါရီအလုံးကိုရာဆွေကရွေချက်ရှိရှိနဲ့သူမသိခင်ကလေးကသဲလွန်စားနေတဲ့ဒိုင်းမီထဲမှာခြံထားခဲ့ဖို့အတွက်အစီအစဉ်ချထားခဲ့တယ်လို့ဆိုပါရည်။ခါဝါမဆုကတော့ရာဆွေတရားသူ့ကိုပြောခဲ့ပူတဲ့စကားလေးတစ်ခုကိုသတိရနေမိတယ်လို့ပြောလိုက်ပါရည်။ အဲ့ဒါကတော့မင်းတို့ကောင်းနေအားလုံးကဝါနူတိုင်းပြည်ရဲ့ကာကွယ်စောင့်ရှောက်သူတွေဆိုပဲဆိုတဲ့ဇာတ်တခုမဲ့ဖြစ်ပါတယ်။ဇာတ်ဆုံးမှာတော့ကင်းရမုံကအခုဆိုရင်အခြေအနေတွေအားလုံးကသူတို့အပြင်ဘက်မှာစီစဉ်ချထားတဲ့အတိုင်းဖြစ်လာခဲ့ပြီမို့ဒန်ဂျီရိုတယောက်ကိုပဲရှာဖွေဖို့အတွက်ကြံတော့တယ်ဆိုပြီးပြောနေခဲ့ပါတယ်။ဒါကြောင့်တို့အနေနဲ့ဂိုင်ရိုနဲ့အိုရိုချီတို့ရဲ့ဥကောင်းတစ်ခုစလုံးကိုရယူဖို့အတွက်ဆိုရင်ဇွဲမလျှော့ပဲဆက်လက်ကြိုးစားကြမယ်လို့ကြေငြာလိုက်ပါရီ။နောက်တစ်ခါမှတော့ဝါနိုတိုင်းမီရဲ့ဝင်ပေါက်အထိရောက်ရှိလာခဲ့တဲ့အာဘူဝမြင်တွေ့ရမှာဖြစ်ပြီးသူအားလိုင်းကောင်းကနေတဆင့်ဟာကူမိုင်းစိတ်ကန်းရှိရာစီကိုတဖြည်းဖြည်းတက်လာနေခဲ့ပါရီ။ ဒီလိုနဲ့အဘိုးကဂိုက်တိုကိုသူ့တိုင်းပြည်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့လှမ်းပြီးတော့သတင်းပို့လိုက်ပါရီနောက်ပြီးသူတို့က Golden Festival အမိပြန်လာခဲ့တာဖြစ်ပြီးတိုင်းပြည်မှာတကုံကဲဖို့အတွက်အပြင်ကဘာကနေနာမည်ကြီးရက်တွေကိုလည်းတည်ဆောင်လာခဲ့တယ်ဆိုပြီးပြောလိုက်ပါရီအဲ့ဒီအချိန်သူတို့နောက်မှာပါလာတဲ့အေယာမားတပ်တော်ကြီးတွေကိုကလေးတုပ်ကမြင်ပြီးကြောက်လန့်နေပါရီတဖက်မှာလည်းကင်းကအိုနီကာရှီမာရဲ့နမ်မာရီတိုင်းပြည်ကိုပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ပြီးဒါကိုခံစားမိကြောင်းကွင်းကိုသတိပေးနေခဲ့တာပါ ဒါအပြင်သူတို့နှစ်ယောက်ကအတူတူတောက်စားပြောပါနေတဲ့ဘင်မောင်းနဲ့ဂိုက်တိုကိုနားမလည်ခြင်းများစွာနဲ့လှမ်းကြည့်နေပါတယ်။အဲဒီအချိန်ယုတ်တရက်ဂိုက်တိုနဲ့ဘင်မောင်းကသူတို့တို့များနှစ်ဖွဲ့ကမဟာမေးဖြစ်သွားပြီဖြစ်ကြောင်းနဲ့ကဘာကြီးကိုမကြခင်မှာတိမ့်ပိုက်တော့မယ်လို့ကြိမ်းဝါနေခဲ့ကဇလန်လီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါတယ်။